မင်္ဂလာပါဒီကနေ့မှာတော့စစ်မျက်နှာလျှော့ချမှုကရခိုင်ဒေသအတွက်ပိုပူလောင်စေပြီလားဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ထင်မြင်ယူဆချက်တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်စစ်မျက်နှာလျှော့ချမှုကရခိုင်ပြည်မြေပြင်ကိုပိုပူလောင်စေပြီလား PNL နဲ့စစ်တပ်တို့တရုတ်ရဲ့ဂျားဝဲမှုနဲ့အပြစ်ခတ်ရစဲရေးသဘောတူညီချက်ရရှိပြီးတဲ့နောက်မှာရခိုင်ပြည်နယ်မှာရှိတဲ့အာရခတပ်တော် AA ဟာအကြမ်းဖက်စစ်တပ်အတွက် ပုံမအယုံဆိုင်ဆရာ ဖြစ်လာပြီးတော့စရေရဖီအားပေးခံရကလေချောင်းတိုက်ခိုက်မှုတွေပုံမမြင့်တက်လာတာဖြစ်ပါတယ် DNL နဲ့ပြည့်ရပြီးတဲ့နောက်ပိုင်းမှာရခိုင်ပြည်နယ်မှာရှိတဲ့မျိုးနယ်တွေဖြစ်တဲ့ပုံနာကျွန်းကြောက်ဖြူရသေတောင်အန်းစတဲ့နေရာတွေကိုစစ်တပ်ကလေချောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေစက်တိုက်ပြုလုပ်လာခဲ့တာပါလေချောင်းတိုက်ခိုက်မှုတွေကြောင့်ပြင်းမဲ့ရက်သားတွေထိခိုက်သိဆုံးမှုနဲ့ ဒဏ်ရာရရှိမှုတွေမြင့်တက်လာခဲ့ပါတယ်။ PNL ဘက်မှဂျမ်ဘတ်စစ်တပ်ကအင်အားဖြည့်စရာမလိုတော့တဲ့အတွက်ကြောင့်ရှိနေတဲ့လေကြောင်းအင်အားကိုအေအေ ထိန်းချုပ်နေမည်စီပြားပေးရန်အတွက်အဓိကအသုံးပြုလာတယ်လို့မြင်ပါတယ်။ညီနောင်မဟာမိတ်သုံးဘွယ်ထဲမှာ MNDA နဲ့ TNL တို့စစ်တပ်နဲ့အပြည့်ရက်သွားတဲ့အတွက်ကြောင့်စစ်တပ်ကမြောက်ပိုင်းဒေသမှာရှိတဲ့စစ်မျက်နှာနှစ်ခုကိုရှင်းချနိုင်ခဲ့ပါတယ်။အဲဒီနောက်မှာ အပြစ်မရသေးတဲ့အေအေနဲ့အေအေလွမ်းမှုမှုရှိတဲ့နယ်မြေတွေကိုစရေးအရပုံမဖိအားပေးလာနိုင်တယ်လို့ခမန်းခဲ့ကြတာဖြစ်ပြီးတော့လက်ရှိမှာလဲခမန်းထားသလိုတုံတွေ့နေရတာဖြစ်ပါတယ်စစ်တပ်ကအေအေထိန်းချုပ်နယ်မြေတွေရဲ့အုတ်ချုပ်ရေးမတည်မငြိမ်ဖြစ်စေဖို့အတွက်အခုလိုလေကြောင်းဘုံကျဲတိုက်ခိုက်မှုတွေလုပ်နေတာပါ PNL နဲ့အပြည့်ရက်လိုက်ချင်းကရခိုင်ဒေသမှာရှိတဲ့အရသားတွေပေါ်လေကြောင်းအနေနဲ့ပုံမဖိအားပေးလာနိုင်တဲ့ ဓိကအချက်ဖြစ်ပါတယ်။တောင်ပိုင်းမြို့နယ်တွေဖြစ်တဲ့တန်တွဲတောင်ကုတ်ဘွားနယ်အန်းစတဲ့မြို့နယ်တွေကအေအေရဲ့ဩဇာနယ်မြေချဲ့ထွင်မှုကြောင့်လေကြောင်းနဲ့ရေကြောင်းရံကိုဒူးဂီယူဆိုင်ရမယ့်အခြေအနေဖြစ်ပါတယ်။ဂျမစစ်တပ်ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့သုံးသပ်ရရင်စစ်တပ်ကရခိုင်ပြည်ရဲ့အန်းတောင်ကုတ်တန်တွဲနယ်ကစတဲ့ရခိုင်တောင်ပိုင်းမြို့နယ်များမှာရွေးကောက်ပွဲလုပ်ဖို့အတွက်လိုအပ်နေတဲ့အတွက်ကြောင့် အဲ့ဒီမျိုးနယ်တွေနီးတဝိုက်မှာအေအေရဲ့ဩဇာလွှမ်းမိုးမှုကိုပြပြအောင်အဓိကထိုးစစ်များကိုတင်မြန်စွာလှုပ်လာနိုင်ခြင်းရှိပါတယ်။တခိုင်တောင်ပိုင်းမျိုးနယ်များကတခိုင်ရိုးမအရှိတ်ချမ်းကနေစစ်တပ်ရဲ့ထိုးစစ်အပြင်ရေချောင်းနဲ့လေချောင်းရံကိုပါအတိထားရမယ်လို့သုံးသပ်မိပါတယ်။အေအာရခတ်တပ်တော်ကလက်ရှိမှာတခိုင်ပြည်နယ်မျိုးနယ်များစုကိုတင်ပိုက်ပြီးလက်တွေ့အစိုးရဒီဖက်တိုဂါဗာမန့်အဖြစ်ရပ်တည်နေပေမဲ့ စ်ပွဲကိုချက်ချင်းအဆုံးသတ်၍ပြန်လည်ထူထောင်ရေးနှင့်စီးပွားရေးဖွံ့ဖြိုးရေးတိုးတက်မှုဘက်ကိုအာရုံမပြောင်းနိုင်သေးတာကြောင့်စစ်တပ်ရဲ့စစ်ရေးဖိအားနဲ့ပိတ်ဆို့မှုများခံစားရမှာဖြစ်ပြီးတော့ကုန်စည်ပြက်လက်မှုနဲ့စီးပွားရေးကြက်တဲမှုများကိုရင်းဆိုင်နေရတာကြောင့် AAR ရခတ်တက်တော်နဲ့ဇခိုင်းပြည်သူလူထုအတွက်စိန်ခေါ်မှုတရက်လိုတောင် ပြောရမှာပါတရက်နယ်လီနဲ့အပြည့်ရမှုအတွက်နေမြေဆုတ်ခွာမှုအပေါ်မှာမိုးကုန်းမိုးမိတ်ဒေသခံအချို့က ဒေါ်လင်းခေါင်းစဉ်နဲ့မြို့သိမ်းခဲ့ကြပြီးပြည်သူကိုဒုက္ခရောက်စေတယ်လို့ပြည်တွင်ဝေဖန်မှုများလည်းရှိခဲ့ပါတယ်။မဟာမိတ်တပ်တွေအပြစ်ရလိုက်ခြင်းကဒေါ်လင်းတရက်လုံးအတွက်ယာယီအားဖြင့်အားနည်းမှုတွေဖြစ်ပေါ်လာစေပြီးတော့အေအေပါဝင်ကျန်တဲ့ဒေါ်လင်းအင်အားစုများပေါ်စိတ်တပိုင်းဆိုင်ရာမှာပါစိန်ခေါ်မှုတရက်ဖြစ်လာနိုင်ပါတယ်။ယခုအချိန်တွေကိုတူကျုပ်ပြန်ပြောရရင်မဟာမိတ်တပ်တွေနဲ့ဂျမတ်စစ်တပ်ပြစ်ခတ်ရစဲရေးသဘောတူညီချက်ရရှိခဲ့ခြင်းဟာ မြန်မာနိုင်ငံမြောက်ပိုင်းစစ်မျက်နှာအတွက်ဓာကြီးအားဖြင့်အေးမာမှုရောကြစေခဲ့ပေမဲ့တခိုင်းပြည်နယ်ခြေနေမှာတော့စစ်ရင်ဘက်ကိုဥတီနေတာတွေ့လာခဲ့ရပါတယ်စစ်တပ်က PNL ဘက်ကိုပုံဩထားရတဲ့ဒေချောင်းအင်အားလက်နက်ခဲရဲနဲ့အခြားစစ်သည်အင်အားတွေကိုအရက်ကတက်တော်အေးအေးထိန်းချုပ်နေပြီများအပေါ်ကိုပြောင်းရွှေ့ဖိအားပေးသုံးပြူလာနေခြင်းကြောင့်တခိုင်းဒေသမှာရှိတဲ့ပြည်ပခါတွေကပုံမူပြင်းထန်လာနေခဲ့ပါတယ်အပြစ်ရဲ့သဘောတူညီချက်ကြောင့် ၄ချောင်းကပြစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့်အပြစ်မဲ့ရဲသားတွေထိခိုက်ဒေဆုံးမှုများမြင့်တက်လာပြီးအင်အင်ရဲ့အုပ်ချုပ်မှုရန်တရားများမတည်မငြိမ်ဖြစ်စေရန်ဖိအားပေးခံရခြင်းများရှိလာကဒေသခံများရဲ့ပေကင်းရေးဆိုင်ရာစိုးရိမ်မှုများပေါ်ပေါက်စေပြီးရခိုင်ပြည်သူများအတွက်အမှောင်ပတ်ချမ်းကိုတောက်စီခဲ့ပါတယ်နိုင်ငံရေးအခြေအနေတစ်ခုရဲ့အပြောင်းလဲဟာဒေသတစ်ခုနဲ့တစ်ခုအပေါ်ကွဲပြားခြားနားမှုတွေတက်ရောက်စေပြီးတော့ရခိုင်ပြည်နယ်ကလက်ရှိမှာ ဓိကစိတ်ရေးပြမှတ်အဖြစ်ဖိအားပေးခံနေရတဲ့စိန်ခေါ်မှုတရက်ကိုရင်ဆိုင်နေရပြီးတော့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအချက်အဲများနဲ့ရင်ဆိုင်နေရကြောင်းပြောကြရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးသတ်လိုက်ရပါတယ်ဗီဒီယိုကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ